Bridge Science ရာမှာ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆရာမြတ်တန်တဲ့ဘာသာပြန်ဆိုသည့်ရွှေပြည်တော်မျော်လိုင်းဝေအခန်း54 1889ခုဖေဖော်ဝါရီလ22ရက်နေ့တွင်အာဖဂန်တာကစ္စတန်မာဇာအီရစ်အရက်တွင်စော်ဘွားရှာအလီကွယ်လွန်သည်တာကြီးရာကွက်ခံသည့်အာဖဂန်စော်ဘွားအရက်အရာကိုခံယူ၏သို့ရာတွင်စော်ဘွားသည်ဗြိတိရှ်ရုံးနှင့်စစ်ပြေငြိမ်းရေးကမ်းလှမ်းခြင်းမပြုဘဲ အာဖဂန်စစ်တပ်ကိုအားဖြည့်၍ပြန်လည်ဖွဲ့စည်းသည် အာဖဂန်များသည်အလီမက်စကျင်းနှင့်ပြည်ဝါကိုတဲခံတပ်များကို ပြန်လည်သိမ်းပိုက်ရန်အားစုနေကြောင်းယခုအချိန်တွင်အာဖဂန်စစ်တပ်၏အင်အားမှာမြင့်တက်သား8000နှင့်ချင်းနီယန်တက်သား12000ရှိပြီးအမြောက်ကြီးအလက်60ရှိကြောင်းဖြင့်ဘုံမူကာဗနာရီ၏အထောက်တော်များကတည်င်းပူကြသည် အထောက်တော်များမှာအာဖဂန်တိုင်းရင်းသားများဖြစ်သည့်အတွက် ချက်ကား၍သတင်းပို့သည်ဟုဗြိတိရှ်စစ်ဖက်အာဏာပိုင်များကတန်တရားဖြစ်နေကြ၏။ထို့ရာတွင်ဝိုင်ဂရန်ကမူထိုသတင်းမှန်ကြောင်းကို အကဘာဟုလက်မှတ်ထိုးထားသည့်လူတယောက်ထံမှအခိုင်အလုံသိရပြီးဖြစ်၏။ထိုများမကမိမိတို့အပေါ်တွင်မိတ်ဆွေဟုသဘောထားခဲ့သည့်လူမျိုးစုအချို့မှလည်းမငြိမ်မသက်ဖြစ်လျက်ရှိကြောင်းရှားအလီမရှိရသည့်နောက်တွင်ဗြိတိရှ်တို့သည်အဘဲကြောင့်အာဖဂန်နစ္စတန်တွင်စစ်တပ်ကြီးစခန်းချကခံတပ်များစစ်စခန်းများတည်ဆောက်နေသည့်တို့ကို အာဖဂန်လူမျိုးများအလုံးကနားမလည်နိုင်အောင်ဖြစ်နေကြကြောင်းအင်္ဂလိပ်တို့သည်စစ်ပွဲအစတွင်ထုတ်ပြန်ခဲ့သည့်ကတိကိုချိုးဖောက်ရန်ကြံရွယ်နေကြသည်ဟုအထင်ရှိနေကြကြောင်းအာဖဂန်ပြည်ထဲကိုမြေတိုင်းအဖွဲ့တွေလွှတ်ပြီးမြေပုံဆွဲခိုင်းနေတာကိုရတန်းငါရက်ဖို့သက်ဆိုင်ရာတွေကိုပုံမှုအကြံပေးစေခြင်းနဲ့ဒါတွေကိုမြင်နေရတော့အင်္ဂလိပ်ဟာသူတို့တိုင်းပြည်တစ်ခုလုံးကိုသိမ်းဖို့လုပ်နေတာပဲလို့ထင်လာကြပြီးကျွန်တော်တို့အပေါ်မှာရန်လိုလာကြတယ်။ပထန်လူမျိုးအကြောင်းကိုပုံမှုလဲသိတာပဲ။ ရေတိုင်းတဲ့လူလာပြီးတဲ့နောက်မှာစစ်တပ်ကြီးတက်တက်ပါလာတယ်လို့သူတို့စိတ်ထဲမှာစွဲနေကြတယ်။ဒါကြောင့်မို့ရေတိုင်းအဖွဲ့တွေမလွတ်ဖို့ဆိုင်ရာတို့ကိုပုံမှုအကြံပေးကြည့်ပါ။ဗိုက်ဂရန်ကလည်းသက်ဆိုင်ရာများတို့ပြောကြည့်၏။တို့ရရင်အချီအညီသာရေတိုင်းအဖွဲ့ကောင်းဆောင်မစ္စတာစကော့နှင့်အဖွဲ့သည်တောင်ရိုးများပေါ်တွင်မြေတိုင်း၍မြေပုံဆွဲလျက်ရှိစဉ်လူမျိုးစုများကဝင်ရောက်တိုက်ခိုက်ရာအဖွဲ့သား၄ဦးကြာဆုံးပြီး၂ယောက်ဒဏ်ရာရခဲ့သည်။နောက်၃ရက်အကြာတွင် ဝေါ်လီညစ်ညဲ जा ဆောင်မြင့်တက်မှတပ်သားများသည်အလားတူမြေတိုင်းအဖွဲတစ်ဖွဲ့ကိုလိုက်ပို့ရရင်ရန်သူတို့၏ခြောင်မြောင်းတိုက်ခိုက်ခြင်းကိုခံရပြန်သည်တနည်းအားဖြင့်မြေတိုင်းအဖွဲနှင့်ပန်ချပီတက်စုကိုရွာသားများကတိုက်ခိုက်သဖြင့်တက်စုမူအကြီးအကျယ်ဒဏ်ရာရခဲ့ကြပြန်သည်ဘုံမူပါကလေးကိုတနာပါလေကွာလူကလူကောင်းကြီးဟုဝိုင်ဂရန်ကပြောသည် ကောင်းတာတော့မပြောနဲ့လူတွေအလဟတ်သက်တည်နေရတာကျွန်တော်နှမျောလာတယ်ဘုံမူရာ စစ်ပွဲမှာသူသေးကိုသေးတိုက်ရတယ်ဆိုရင်တော့အကြောင်းမဟုတ်ပါဘူးခုတော့စစ်မတိုက်ပဲမြေတိုင်းသွားရမှာတေးရတယ်ဆိုတော့နားလှတယ်ငကိုကမှအဲ့ဒီနေရာတွေကကျွန်တော်တို့လူတွေကွန်ပါရီပုံဆွဲကရိယာတွေပုံဆွဲတဲ့တီရိုဒိုလိုက်ခဲချောင်းတွေနဲ့သွားရင်တမျိုးတမျိုးထင်ပြီးရန်လုတော့တာပေါ့ Ash ပြောတာဟုတ်သားပဲမြေပုံဆွဲအဖွဲတွေလွတ်တာကိုရပ်ဖို့ကောင်းပါပြီသူစီကတော့ဘုံမှုပါအဆက်အသွယ်ရသေးတယ်လေဝေါ်လီကမေးဤနောက်ထပ်ဘာမှမရတော့ဘူးလေ ူ့အဖို့လဲစာတို့ဘာတို့ပေးရတာခက်တယ်ထင်ပါရဲ့စာပို့လွှတ်ရတာလဲစိတ်ချရတဲ့လူရှိမှကိုကမတော်လို့အာဖဂန်ကြီးစီတရင်ပေါက်သွားရင်ဘယ်နဲ့လုံမလဲဒါမှမဟုတ်ရင်လဲသူ့ကိုချိန်ချောင်းငွေညှင့်နေရင်ဘယ်နဲ့လုံမလဲဒီတော့အင်မတန်စိတ်ချရတဲ့လူကြုံရှိမှပို့လို့ဖြစ်မှာပြီးတော့စာပေးခဲ့ပြီလို့ပြောရင်လဲသူဘာတတ်နိုင်တာမှတ်လို့ပေးမပေးကိုဘယ်နဲ့လုံသိမလဲနောက်ကြမှသိရမယ်ကိစ္စကျွန်တော်သူနဲ့တိတ်တွေ့နေတာပဲဘုံမူရသူနဲ့မတွေ့ရကြားလာပြီ လောက်ကြမ်းတမ်းတဲ့အတိုင်းပြည်မှာဘလို့များနေမလဲမသိဘူးဘယ်တော့မှပြန်ရမလဲဆိုတာမသိပါမသိနဲ့ကျွန်တော်လို့ဆိုရင်တော့ဒီလိုနေရရင်သေလိမ့်မယ်ထင်တယ်ငါလည်းဒီအတိုင်းပဲငါဟာဒီလောက်စစ်တိုက်ချင်လောက်အောင်လက်ရနေရလူတယောက်မဟုတ်ပါဘူးကွာဒါပေမဲ့သူ့လိုအဲ့ဒီမှာအကြာကြီးသွားနေရမယ်အတူတူတော့စစ်ပွဲဆယ်ပွဲလောက်ကိုတိုက်လိုက်ချင်တယ်စစ်ပွဲမှာတိုက်ရတာနဲ့ရန်သူနယ်မြေမှာသွားပြီးထောင်နှံရတာမတူဘူးနော်ရန်သူနယ်မြေရဲ့မှာသွားပြီးထောင်နှံရတာကပိုပြီးတက်တီကောင်းမှုလို့လေ တယောက်ထဲညင်ရဲရမယ်။သွေးအေးအေးနဲ့လုံရဲကန်ရဲရှိရမယ်။ခတ်တာကဒီကောင်ကလည်းပထန်တို့ဟိန်ကြီးတို့လိုတွေးတက်ခေါ်တတ်တော့သူနဲ့တော့ဟန်ကြပါလေလေ။ငါထက်မှလည်းဒီကောင်ဟာအိမ်မက်မက်ရင်တော့အင်္ဂလိပ်လိုမှမပမလားမသိဘူး။ဘော်လီဒီရွက်ဖြန့်တဲ့တကားကိုလှန်ကဂျလာလာဘက်မြို့ပဝင်းကျင်းမှတောင်တန်းကြီးများကိုငေးကြည့်နေသည်။မောင်ရီရီတွင်တောင်တန်းကြီးများသည်ညုံမောင်စပြုတ်နေလေပြီ။မလနေပြင်းတစ်ချက်တုတ်လိုက်သဖြင့်ဝေါ်လီဤသဘင်များသည် နှစ်ဖူးပြင်တွင် အပြိုင်အယိုင်းဖွာကြနေကြ၏ရွက်ပြင်တဲ့တကားသည်တစ်ဖြက်ဖြက်လငါအထဲရှိစာရွက်များသည်လေတွင်လွင့်ကုန်ကြသည်ဒီနားတော့ဝိုက်တောင်တန်းကြီးတွေပေါ်မှာရောက်နေပြီးကျွန်တော်တို့စခန်းကိုကြီးကျင်ကြည့်နေမှာပဲနော်ရှိမယ်မထင်ပါဘူးကွာကပူးကိုရောက်နေရောပေါ့ဟောရေချိုးရတော့မယ်ဟေ့ရေလာပို့ပြီရေမချိုးရတာငါးရက်တောင်ရှိသွားပြီညထမင်းစားတော့မှတွေ့မယ်ကွာတို့ရရင်ဝေါ်လီရန်တက်၍ပြောလိုက်သည့်စကားသည်မှန်နေသည် ထိုအချိန်၌ HD သူတို့စခန်းနှင့်မိုင်း20လောက်အကွာရှိဖာတီဟဘတ်ဆိုသည့်ရွာကလေးတစ်ရွာတွင်ရောက်နေသည်ဒုတိယအာဖဂန်စစ်ပွဲဖြစ်သည့်အချိန်မှစ၍အာဇမာတူလာခန်ဆိုသူဂီဆိုင်လူမျိုးစုအကြီးအကဲတဦးသည် ထိုဒေသတဝိုက်ရှိလူမျိုးစုကိုခေါင်းဆောင်ကဗြိတိရှကျူးကျော်သူများကို ခုခံတိုက်ခိုက်လျက်ရှိခဲ့ရာဖေဖော်ဝါရီလတွင်ဗိုလ်မှူးကြီးဂျန်ကင်းခေါင်းဆောင်သည့်စစ်ကြောင်းသည်တောင်ကျန်းသူများကိုတွားရောက်ရှင်းလင်းခဲ့၏တို့ရရင်အာစမာတူလာခံမှာထွက်ပြေးလွတ်မြောက်သွားခဲ့သည် ယခုတဖန်အာစမာတူလာခန်သည်နောက်လိုက်အင်အားများစွာဖြင့်ပြန်လည်ဝင်ရောက်လာပြန်သည်တွင်မလလောက်ကထိုသတင်းကို H ကဂျလာလာဘတ်သို့ပို့လိုက်သည် ထိုတော့အတွင်ပါတီဟဘတ်တောင်ဘက်18မိုင်အကွာတွင်နေထိုင်ကြသည့်ကူဂျီယန်ညီလူမျိုးစုများကလည်းစုပူထကြွကြပြန်သည် ထိုသတင်းကိုကြားလျင်ကြားချင်းပြန်ရင်းမှုသည်ထိုလူမျိုးစုတောင်းကျမှုများအရှိန်မကောင်းငယ်စောစီးစွာကြိုတင်နှိမ်နှင်းရန်အတွက်စစ်ကြောင်းများကိုလွှတ်လိုက်၏စစ်ကြောင်းများသည်ရွက်ဖြင့်ညင်းများ လေးလံသည့်ပြည်စီများမှာပါပဲညာတွင်ချင်းထွက်ခွာသွားခဲ့ကြသည်စစ်ကြောင်း၃ကြောင်းဖြစ်ပြီးစစ်ကြောင်း၁ကြောင်းမှာခြေလျင်တက်စစ်ကြောင်းနောက်တစ်ကြောင်းမှာမြင်းတက်စစ်ကြောင်းနဲ့နောက်ဆုံးတစ်ကြောင်းမှာခြေလျင်တက်နဲ့မြင်းတက်စစ်ကြောင်း၂ကြောင်းပေါင်းထားသည့်စစ်ကြောင်းဖြစ်ပြီးဘူချုပ်ကိုကကွက်ကဲဤတတိယစစ်ကြောင်းအီမန်ချက်မှာဖာတီဟဘတ်တို့ခြေတက်တက်ခိုက်ပြီးဘူဂျီယန်ညီလူမျိုးစုတောင်းကျမ်းသူများကိုနှိမ်နှင်းရန်ဖြစ်သည်ကျန်စစ်ကြောင်း၂ကြောင်းအနက်စစ်ကြောင်း၁ကြောင်းကအာစမာတူလာခန်ခေါင်းဆောင်သည့်တောင်းကျမ်းသူများကိုတိုက်ခိုက်ရန်ညီ ။ဒါကြောင့်ကရန်သူတို့စစ်စုပ်လမ်းများကိုဖြတ်တောက်ပိတ်ဆို့ထားရန်ဖြစ်သည်။စီမံကိန်းကိုလျင်မြန်စွာရေးဆွဲနိုင်ခြင်းစစ်စင်ရေးကိုချက်ချင်းလက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းနှင့်စစ်ကြောင်းများလျင်မြန်စွာရေရှားလှုပ်ရှားနိုင်ခြင်းတို့ကြောင့်အာစမာတူလာခန်ကောင်းဆောင်သည့်တောင်းကျမ်းသူများနှင့်ကူဂျီယန်ညီတောင်းကျမ်းသူများသည်အလင်းအငိုက်မိလိမ့်မည်ဟုဗိုလ်ချုပ်ကိုမျှော်လင့်ထားခဲ့၏တို့ရတွင်ဂျလာလာဘတ်မြို့ထဲတွင်အာဖဂန်သရှိုးတွေတူးနှင်ပြီးကပူးမြစ်တစ်ဖက်တွင်သူတို့လှုပ်ရှားမှုကိုစောင့်ကြည့်နေသည့ အာဖဂန်တရှိုတွေအများအပြားတအိမ်မဓာတ်ကိုချွတ်လိုက်လျင်ပင်တနားရီအတွင်းမှာသူတို့တည်ငြိမ်ကြလေပြီဂျလာလာဘတ်ကိုတင်ပိုက်ပြီးစားကဘုံမူကြီးဂျန်ကင်းသည်လက်မင်တောင်ကြားသို့သူ့တက်များခြေတက်ရန်မြစ်ကိုဖြတ်ကြည့်ရာစိတ်မချရသဖြင့်မြည်ရကြနေသည့်အခါမှာပင်ညအချိန်တွင် ဖြတ်ကူးခြင်းမပြုရန်သက်ဆိုင်ရာများသို့အစီရင်ခံစာပေးထားခဲ့သည်တို့ရရင်ထိုအစီရင်ခံစာမှာကြောင်ထိုးထားခြင်းခံရသလောပျောက်ဆုံးသွားသလောမသိဆိုင်ရာသို့မရောက်တော့ဤတွင် ဘူချုပ်ကိုကွက်ခဲ့သည့်တက်များသည်မြင့်ရေရှန်ရည်သည့်အချိန်မှတွင်ညာတွင်ချင်းကပူးမြစ်ကိုဖြတ်ကူးကြသည်အစီအစဉ်ကိုပြောင်းလဲခြင်းမပြုတော့မြင်းတန်းညင်ချင်းရင်တက်များစက္ကမစတင်ထွက်ခွာခြင်းတွင်လတော်တော်မြင့်နေလေပြီလသည်အနောက်ဖက်သို့လှည့်မြန်စွာလျှော့ကျလျက်ရှိ၏မြစ်ကိုဖြတ်ကူးတော့မည်ပြုသည့်အခါတွင်မူကားလသည်တောင်စွဲတွင်လုံလုံကွယ်ခဲ့လေပြီမြစ်ကန်းတဝိုက်တွင်တောင်ရိပ်တို့ထိုးကမင်းမောင်လျက်ရှိ၏ထိုနေရာတဝိုက်တွင်မြစ်သည် 6ဖာလုံကန့်ကျဲပြီးအလဲတွင်ကြောက်ဆောင်ထူတတ်သည့်ကျွန်းဆွယ်တစ်ခု ခံလျက်ရှိသဖြင့်မြစ်သည်နှမွာဖြစ်နေ၏မြစ်ကိုဖျက်ကူးသည့်တက်သားတရမှာမြစ်ရဲ့တိုက်စားရာသို့ပါသွားမည်ဆိုသည့်အတွက်မိုးဦးကျကလေးကဖြုတ်ထားခဲ့သည်သစ်ဝါရှားသည့်နေရာဖြစ်သဖြင့်မိုးရင်းဆိုလျင်တရားများကိုအမြဲဖြုတ်ထားလေးရှိ၏ထို့ကြောင့်မြစ်ကိုဖျက်ကူးလို့လျင်စီးတိမ်မှဖျက်ရတော့မည်သာဖြစ်၏ထိုနေရာမှာကြောက်ဆောင်ထူတတ်သည့်အတွက် ရေတိမ်တော်လဲအချို့နေရာများတွင်ရေသည် ကျောက်ဆောင်များကြားမှတဝောဝောအောင်မြည်စည်းစင်းလျက်ရှိသည်တောင်ကြားတဝိုက်သည်မြေရည်စည်းတံဖြင့်ပဲ့တင်ထန်နေသည်တရင်များကိုတက်စိတ်အလိုက်ခွဲထားလိုက်သဖြင့်တက်စိတ်လေးစုသည်ကူးရန်ကျောက်ဆောင်ပေါ်တွင်အစင်သင့်ဖြစ်နေကြ၏ပစ္စည်းများတချွင်ချွင်မြည်သည်မြင်းခွာသည်များကိုပင် မကြားရမြေရည်စည်းတံကြားတွင်ပြောင်းနေသည် အာဖဂန်လူမျိုးလမ်းပြသည် ရှေးမှရေထဲသို့စား၍စင်းကဒဇွတ်ဇွတ်လျှောက်သွား၏အိန္ဒိယပြည်မြင်းများထဲတွင် လေးဘွားကလေးကကူးခတ်လာခဲ့ကြသည်ဘင်္ဂလားတပ်များကသူတို့နောက်မှလိုက်သွားရာတဖက်ကန်းတို့ချောမောစွာရောက်သွားသည်တို့ရရင်ပြင်းပြန်သောရေစီးအဟုန်သည်စောစောကစီးတိမ်ကိုတိုက်စားသွားခဲ့လေပြီထိုနေရာတွင်ကြောက်ကြီးဖြစ်လျက်ရှိ၏ခရမ်းမီကြောက်တင်သည့်ဝင်တင်လာများနှင့်လာသမားများရေထဲသို့ဆင်းလိုက်သည့်အခါတွင်စီးတိမ်ကို မတွေ့ရတော့ဘဲရေညက်ထဲသို့ဆင်းမိလျက်သားဖြစ်ကရေစီးရဲတွင်မျောပါသွားကြသည် သူညံစွာအောက်ဟစ်တံများသည်ညည်ရည်စည်းတံကြားထဲတွင်ပျောက်သွားကြ၏နောက်မှလိုက်လာသည့်အမှတ်30မြင့်တက်ရင်ကလည်းပေါင်ကြီးမဲမဲတွင်ဖြစ်၍ရှေ့တွင်ဘာဖြစ်နေသည်ကိုကောင်းစွာမမြင်ရမြင်လိုက်ရသလောက်ဆိုနေမူမြင့်တက်ရင်ဘူကြီး Spotted Wood သည်မြင်းဖြင့်ရှေ့ဆုံးမှဆင်းလာ၏မြင်းသည်ရင်ရထဲသို့ရောက်သွားကတစ်ချက်ပြန်ပေါ်လာသည်ထို့နောက်ညင်ရောလူပါမမြင်ရတော့ဤတွင်သူညံစွာအောက်ဟစ်တံညင်းများဤအော်တံညည်ရည်စည်းတံရည်ရဲတွင် မြင်းညွေလူတွေရရုပ်တဲတဲကုခတ်နေတဲ့တို့ကိုကြားလိုက်မြင်လိုက်ရသည် အချို့မှာကန်းတို့ပြန်ရောက်ကြတော့လဲအများအပြားတည်ကြည်ပျက်စီးကြသည်တခိုက်ခိုက်တုံအောင်ချမ်းအေးခြင်းရေတွေဆိုးရွှမ်းနေသည့်ယူနီဖောင်းများကိုဝတ်ထားကြခြင်းအနှံ့ကြီးများလေးလံခြင်းကြောင့်အချို့မှာရေစီးတဲ့တို့မျောပါသွားကြပြီးကန်းတို့ကူးလာနိုင်သူအချို့မှာလဲရန်အိတ်များကပတ်များခဲယမ်းမီးကြောင့်များဒလွယ်များတင်ထားသဖြင့်ဝင်ပြီးကား အကြောက်အကန့်ယုံနေသည့်မြင်းများ၏အကန့်ကိုခံရသဖြင့်တည်ကုန်ကြသည်အချို့မှာရေထဲတွင် ရှိနေသည့်ကြောက်ဆောင်များဖြင့်ကန်ရိုက်သလိုဖြစ်ကာမူးမေ့ပြီးရင်းညစ်တည်ကုန်ကြသည်ထိုညကအရာရှိတစ်ယောက်အရာခံဘူ၃ယောက်နှင့်တပ်သား52ယောက်တည်ခဲ့သည်တပ်စိတ်တစ်ခုတွင်တပ်သား85ယောက်ရှိရာလူ30လောက်သာကျန်တော်သည်ရေရီဆိုကလူမပါပဲတရင်မြင်းဆောင်တို့မြင်းရွေပြန်ပြေးလာသည့်အခါကျမှပင်ထိုအဖြစ်အပျက်ကိုသိကြရသည် ။လူညကမြေကမ်းမတဝိုက်တွင်မီးတုပ်မီးစီးတွေဖြင့်အလောင်းရှာကြသူတွေပြည်နေသည်။မနက်လင်းသည့်အခါတွင်တက်ဆူမှုနှင့်တက်သား၁၈ရောက်တို့အလောင်းများကြောက်ဆောင်ကြားထဲတွင်ညံ့နေသည်ကိုတွေ့ကြရသည်။အချို့မှာဝဲကြီးများထဲတွင်မှောက်လျက်သားပေါ်လျက်အချို့ကရေစည်းဖြင့်မျောပါသွားကြလေပြီ။တောင်ကျန်းသူအာစမာတူလာခံမမှုထိုသတင်းကိုရသည်နှင့်ရှောင်သွားခဲ့လေပြီ။အစမာတူလာခန့်ဤနေရာကိုတက်ရွေ့တိုက်သောစစ်ကြောင်းနှစ်ကြောင်းသည်လက်လွတ်ပြန်လာခဲ့ကြရသည် ူဂျီယန်ကြီးတောင်းကျမ်းသူများကလည်းသူတို့အကြောင်းကိုကြို၍တည်င်းရသည်ထိုတောင်းကျမ်းသူများကိုတွား၍တက်ခိုက်ရမည်စစ်ကြောင်းသည်နောက်ဆုံးတွင်ထွက်ရမည်စစ်ကြောင်းဖြစ်၏တို့ရရင်ကပူးမြစ်စီတိန်တွင်သူတို့တက်တွေရင်းညစ်သဖြင့်တော်တော်နှင့်မထွက်ဖြစ်တကောင်ကျော်မှထွက်ပြစ်သည်သူတို့တက်လာသည့်အခါတွင်မြစ်တဝိုက်တွင်မိတုံမိစီများဖြင့်အလောင်းချကြစေမောင်ကြီးမဲမဲတွင်တက်ထွက်လာရင်ဇာရင်ကကျွန်တော်ပြောတယ်မဟုတ်လားဗျဒီညစ်ဟာနမိတ်မကောင်းဘူးလို့ဟုတ်မြင်းတက်အရာကံဘူး ရာစီတာမမက်ခံကိုလှမ်းပြောလိုက်သည်။ငါတို့တရွေအသက်မကြီးသေးပါဘူးကွာအချိန်ရှိပါသေးတယ်။တောင်ကျန်းသူတွေကတော့မနှက်ဖြန်တရက်ပဲအသက်ရှည်တော့မှာပါ။ငါတို့ကမတန်းကို ပြန်ရောက်ရအောင်ပါ။ပြင်ဆင်တွေထုတ်ရအောင်ပါ။ငါတို့အသားမြင့်မြင့်တွေဂျမတာတို့ရာစီတာတို့ဖြစ်တာတွေ့ရအောင်ပါ။မမက်ခံကပြန်ပြော၏။ပြောတဲ့အတိုင်းဖြစ်ပါစေဗျာ။ဟုဇာရင်ကဆူတောင်းသည်။ညကမှောင်မဲ၍လမ်းကကျင်းသည့်အတိုင်းအမြောက်တက်ချီလျင်တက်မြင့်တက်ရောထားသည့်သူတို့စစ်ကြောင်းသည် ူညကအတော်အတန်ခရီးပေါက်ခဲ့ကြ၏။ဖာဒီဟဘက်ရွာနှင့်တမိုင်အလိုတွင်ရှေးမှသွားနေသော မြင်းတက်ရက်လိုက်သည့်အခါတွင်အလင်းရောင်ပင်မပြိုသေး။စစ်စင်ရေးအတွေ့အကြုံရှိပြီးဖြစ်သည့်ဘူမှုဝိုက်ဂရန်းနှင့်အဖွဲ့သည်တစ်ပင်ကလေးတပင်အောက်တွင်စခန်းချကနားနေကြ၏။တည်င်းအရာဆိုနှင့်ဖာဒီဟဘက်ရွာသည်မိမိတို့ကိုလူလာသည့်ရွာတို့ရရင်အာယုံတက်၍ကြည်လိုက်သည့်အခါရွာထဲတွင်မိကိုတိလျက်လူသူရှိဟန်မတူရှေ့ပြေကင်းအဖွဲတစ်ခုကိုလှွေ၍ကြည်ခိုင်းသည့်အခါတွင် တရွာလုံးလူသူကင်းမဲ့လျက်ရှိကြောင်းတွေ့ရ၏။ရွာသားများသည်ရိခါများနှင့်ကျွဲစာနားစာများကိုယူဆောင်ကာထွက်ပြေးကြလေပြီ။ခွေအချို့နှင့်အိမ်ဝတွင်ထိုင်နေသည့်ကျောင်းတကောင်သားနှင့်ကြံရစ်ခဲ့သည်။ထိုမှလွဲ၍အခြားဘာမှမရှိ။အင်းတတော်ကောင်းတဲ့ထောင်လှမ်းရေးတဲ့မဲကွ။မိတ်ဆွေရွာတဲ့မိတ်ဆွေဖြစ်လို့သာတော်ပေရော်တယ်။ Vigrandi တစ်ပင်အောက်တွင်မညက်စာစားရင်းတည်င်းပို့သူကိုချိန်ဆနေသည် Vigrandi မကျင်ညက်သေးသဖြင့် ရာစီတာမှာမက်ခံကောင်းဆောင်သည့်ကင်းအဖွဲတစ်ဖွဲကိုထတ်လွှတ်လိုက်ပြန်သည်။မညက်ဆန်နာ၏ထိုးသည့်တိုင်အောင်ကင်းထွက်သူများပြန်မလာကြသည်။သို့ရာတွင်ဝိုင်ဂရန်သည်သူလိုချင်သည့်တဲ့ရင်ကိုတဏီယာမှရလိုက်သည်။ဝိုင်ဂရန်သည်ဇာရင်ယူလာသည့်စက်ကူစာကလေးကိုလှမ်းပေးလိုက်ရင် HC ကတည်င်းကဒီကောင်တွေခံတိုက်လိမ့်မယ်ထင်နေတဲ့။ထိုတဲ့ရင်ကိုမျက်ရိပ်သမားတစ်ယောက်လာပို့သွားခြင်းဖြစ်၏။ထိုမျက်ရိပ်သမားကမိမိအားအာဖဂန်အဖွားကြီးတအူးကပေးလိုက်ခြင်းဖြစ်ကြောင်း စစ်ကြောင်းတွင်ဇာရင်ဆိုသူပါလာကြောင်းသူ့ကိုထိုးစားသွားပေးလျင်စုပေးမည်ပြောသည်ဖြင့်လာပေးကြောင်းရီစားစာဖြစ်သည်ထင်ကြောင်းဖြင့်ပြော၏ဇာရင်သည်စာကိုဖွင့်ကြည့်လိုက်၏စာကအင်္ဂလိပ်ဘာသာဖြင့်ရေးထားသည်ကိုတွေ့သည်နှင့်မိသူထမစာဖြစ်ကြောင်းဇာရင်သိလိုက်လေပြီထို့ကြောင့်အချိန်မဆိုင်မဲဝိုင်ဂရန်ထံသို့ယူလာခဲ့ခြင်းဖြစ်သည်ဝေါ်လီကစာရွက်ကိုလှမ်းယူရေးဖတ်သည်ကန်တမတ်လမ်းဘေးရှိတောင်နှမ်းများပေါ်တွင်ရန်သူတို့အခိုင်အမာရှိအင်းအား9000ခန့်အမြောက်ကြီးမပါ ရေရကောင်းရကရုတ်ချင်းကောင်းစိတ်တက်မြင့်ထိတ်တိုက်ဝင်တိုက်နေအကြအဆုံရှိနိုင်အဝေးမှအမြောက်နှင်းထုလျင်ကောင်းပြီသို့မဟုတ်နေကွင်းပြင်ရောက်အောင်မြားခေါ်စီကန်းညံ့ဖြင့်တို့ရရင်တိုက်ရဲခိုက်ရဲရှိအသေးခံတိုက်မြင်ခြင်းသည် အကပါကြည်စံသူအဲ့ဒီထဲမှရောက်နေတာကို တော်တော်ရဲတဲ့လူဗျာခုနေကျွန်တော်တို့စီရောက်လာရင်ဘလောက်ကောင်းမလဲမသိဘူးဒီသတင်းကိုဘိုးချုပ်စီပို့မှလားဘိုးမူဒါပေါ်ပို့ရမှာပေါ့ဝိုင်ဂရန်ဒီ ိတ်ဆောင်မှတ်စုဆောင်အုပ်ကလေးကိုထုတ်ကားခတ်တော့တော့ရေးပြီးစာရွက်ကိုစုပ်၍ခောက်လိုက်၏တပ်သားတစ်ယောက်ကိုခေါ်သည်ထို့နောက်စာကိုဘူချုပ်ကိုတန်အပုတ်ခိုင်း၏သူကင်းကလည်းတင်းရပြီးရောပေါ့ဒါပေမဲ့တေးကြအောင်ဒီသတင်းကိုထပ်ပေါ်တာကောင်းပါလေ Ash ကကျွန်တော်တို့တက်တွေဘလို့တိုက်တဲ့ညလို့အကြံပေးတာကိုကောရေးပေးလိုက်သည်ဟင့်အင်းမရေးလိုက်ပါဘူးမိเจ้าမင်းရေးကင်းပြစရာမလိုပါဘူးကွာသူညားလဲပါတယ်သူပြောသည့်အတိုင်းနဲ့အမှန်ဘူချုပ်ကိုသည်ရေးကင်းပြစရာမလို့ ိုချုပ်ကိုသည်ကင်းများကိုလွှဲ၍ထိုဒေသရှိလူမျိုးစုအကြီးအကဲများတကြီးများကိုခေါ်ကာဒေသခံလူတို့၏အခြေအနေစိတ်ညစ်စိတ်ထားကိုတိခောက်ကြည့်သည်ညီသည့်အစုက ခံတိုင်းမည်ညီသည့်အစုကကြားနေမည်ညီသည့်အစုကရှောင်မည်ကိုစုံစမ်းသည်ထိုသို့စုံစမ်းကြည့်လိုက်သည့်အခါတွင်ဒေသခံလူတို့တရက်လုံးသည်မိမိတို့တပ်များကိုရန်လိုသောသဘောရှိကြောင်းရိပ်မိလိုက်လေပြီကူဂျီယန်ညီတောင်းကျန်းသူတို့နောက်ထပ်အင်အားများကိုဖြစ်နေကြောင်းသိရသည့်အခါတွင်ဘိုးချုပ်ကိုသည် သူ့တိုက်ပွဲအတွက်စီမံကိန်းကြက်ရက်ကိုချမှတ်လိုက်သည်။သို့ရာတွင်ခရဲမီးကြောက်တင်လားများရောက်မလာသေးသဖြင့်ဘာမျှမလုပ်နိုင်သေး။မင်းက်ဖြန်တွင်ပွဲကြီးပွဲကောင်းတွေ့ရတော့မည်ဟုတပ်သားအလုံးကသိနေကြသည်။တိုက်ပွဲအတွက်ပြင်သူကပြင်ကြသည်။ဝိုင်ဂရန်ညင်စာရင်တို့သည်ထုံညကညှင့်ညှိချိုက်ချိုက်အိပ်ပြစ်လိုက်ကြ၏။သို့ရာတွင်ဝေါ်လီမာမူအိတ်မပြော။မျက်လုံးအကြောင်းသားဖြင့်ကောင်းငင်မှကျယ်များကိုကြည်နေသည်။သူ့စိတ်ကဟိုရောက်သည်ရောက် ဝါတာလူးတိုက်ပွဲတွင်မြင်းတပ်များတိုက်နေကြပုံကိုထုထားသည့်တစ်ထွင်းပကြီကားတကားကိုဒဗလင်ရှိစိုက်တဆိုင်တွင်ဝေါ်လီမြင်ခဲ့ဘူးသည်ထိုစဉ်ကသူသည်အသက်9နှစ်သားသာရှိသေး၏ဒလုတ်ကိုဝှေ့ရန်လျက်အုတ်ထုတ်တွင်စိုက်ထားသည့်ငှက်တောင်များကလွင့်ပြန့်လျက်ကြီးလာလျင်သူတို့လိုပင်မြင်းတပ်ဘူကြီးလောက်ကရန်သူတို့ကိုတအူးမှတိုက်မီဟုစိတ်ကူးရင်ခဲ့သည်မညက်ပြန်ဆိုရင်ငယ်ငယ်ចောင်းသားဘဝကအိမ်မက်တို့အကောင်အထည်ပေါ်တော်မည်ဘုံမှုဝိုက်ဂရန်ကလည်း မနက်ဖြန်တိုက်ပွဲဖြစ်တော့မည်ဟုပြောနေပြီရခင်ကတိုက်ပွဲများတွင်ပါဝင်ခဲ့ဘူးတော်လဲကြီးကြီးကျယ်ကျယ်တိုက်ရသည့်တိုက်ပွဲမျိုးတွေမဟုတ်ရင်းတက်တိုက်ပွဲဆိုဒီမှာဝေလာဝေးရင်းတက်လေးကျင်ငန်းတိုက်ပွဲလောက်သာတွေ့ဘူးသေးသည်ရင်းတက်နှင့်တိုက်ရာတွင်အာဖဂန်တို့တိုက်သည့်ညီများကိုသူမကြာခဏကြာဖို့ပြီးသားဖြစ်၏ရင်းတက်နှင့်ရင်ဆိုင်နှင့်အာဖဂန်များသည်မြေကြီးတွင်လှဲညီကထက်သည့်ဒလွကြီးများဖြင့်အသင့်ဆောင်နေတတ်ကြသည်အညီတို့ရန်သူရောက်လာသည်နှင့်ရန်သူခြေထောက်တို့ကိုအပိုင်းပိုင်းအပြက်ပြက် သူဤမြင်းခြေတော့ကိုအပိုင်းပိုင်းဖြစ်အောင်ခုတ်ဖြတ်ပြီးမြင်းဝမ်းပိုက်ကိုထိုးပေါက်ပစ်ကြ၏။ဤတွင်မြင်းပေါ်မှရန်သူသည် အောက်သို့ကျလာသည်။အငိကက်တိုက်ပွဲတွင် အလွန်အောင်မြင်သောနည်းဖြစ်၏။အာဖဂန်တို့နှင့်တိုက်ရာတွင်ဓားညင်လှန်သည်များစွာအသုံးမဝင်။ကာပိုင်တနက်နှင့်၆လုံးပြူသည် အလွန်အသုံးဝင်သည်ဟုဝိုင်ဂရန်ကပြောပူသည်။အာဖဂန်တို့သည်တနက်ဖြစ်အပြစ်ခံရတော့မည်ဆိုရင်မြေကြီးပေါ်တွင်ဘရောမှလှဲမည်။မတက်ရက်၍ရင်ဆိုင်ကြသည် ဆို၏။သို့ဆိုလျင်ပြစ်ပေရော့။ ပြတ်မှတ်ကောင်းကောင်းရလေပြီတကယ်ဟုတ်မဟုတ်ကိုအညက်ပြန်တိုက်ပွဲကြမှာသိရတော့မည်ယခုအချိန်ဆိုရင် H တယောက်ဘယ်စီသူရောက်နေလေသနီတောင်ရိုးတနေရာမှနေ၍တိုက်ပွဲကိုကြည်ညိုမည်လောမညက်ပြန် H နဲ့အတူတွဲ၍တိုက်ရရင်မြင်မြကောင်းမည်နီဝေါ်လီဒီတောင်တောင်အီအီစဉ်းစားရင်းအိပ်ပျော်သွား၏သူနိုးလာသည့်အခါတွင်မညက်လင်းငါနေ၍စခန်းတစ်ခုလုံးလှုပ်လှုပ်ရွရွဖြစ်နေပြီတမှုကသူ့အနားသို့ရောက်လာကဟိတ်ကောင်ထတော့သူများတွေမညက်လက်ဖက်ရီတောက်ကုန်ပြီ စစ်ကြောင်းမှုဝိုင်ဂရန်ကိုကြည့်ရသည်မှာခါတိုင်းထက်ရွှန်လန်းနေသည်ပင်ကိုအားဖြင့်ဝိုင်ဂရန်သည်လူအေးတယောက်ငြိမ်ငြိမ်စိမ့်စိမ့်တည်ရင်ညစာစားဝဲများလောက်တွင်သာဆူဆူညံညံလုပ်နေသည်ကိုတွေ့ရပူသည်မင်းကြီးကဆိုရင်စစ်ကြောင်းမှုတာဝန်ကြောင့်ရောအခြားစစ်ကြောင်းများရင်းညစ်သည့်ကိစ္စရောခေါင်းထဲရောက်နေသဖြင့်ဝိုင်ဂရန်သည်ခါတိုင်းထက်ပင်တိတ်ဆိတ်လျက်ရှိ၏တို့ရရင်ယင်းညစ်မနှက်တွင်မူဝိုင်ဂရန်သည်ဆယ်နှစ်လောက်ပို၍ငယ်သွားသည် ဟုထင်ရကစိတ်ညစ်စရာတွေကိုဖျောက်ထားလိုက်ဟန်တူသည်။ဝေါ်လီသည် ူ့ကိုကြည့်၍ပြောလာကအဲ့ညီအမငေါက်ခနဲထားသည်ငါသာမဟုတ်ဘူးဘုံမူဝိုက်ဂရန်လည်းတော်တော်ပြောနေပုံရတယ်ဟုဝေါ်လီတတိယလိုက်သည်သူအဖြစ်ကျင်ဆုံးမှာလေကြားဆောင်မြင့်တက်ဘုံမူတယောက်ဖြစ်သည်ဟုဝိုက်ဂရန်ပြောခဲ့ဘူးဒီကိုသူတတိယ၏ထို့သောဖြစ်ရရင် သူသေးပြောပြီးဟုပင်ပြောခဲ့သည်ဟုတ်သည်ဘုံမူဝိုက်ဂရန်သည် သူဖြစ်ကျင်သည်ကိုဖြစ်ခဲ့ပြီဟုတ်တယ်ဒီနေ့ဟာတို့တက်ရင်အဖို့အမတ်တရဖြစ်မယ်နိငါအတွက်ရောသူ့အတွက်ရောမပြောင်းလို့ရမှာမဟုတ်ဘူး တကယ်လို့သာတိုက်ပွဲဖြစ်ရင်ဒီလိုတကယ်တိုက်ပွဲကြီးဟာတို့နှစ်ယောက်စလုံးအဖို့ပွဲဥထွက်တိုက်ပွဲပဲငါအဖို့ဆိုရင်လဲပထမဆုံးမြင့်တက်တိုက်ပွဲဘုံမူဝိုင်ဂရန်အဖို့ဆိုရင်လဲမြင့်တက်ကိုပထမဦးဆုံးဦးစီးတိုက်ရတဲ့တိုက်ပွဲ